ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အဘီရပီအမကြီးဒီတိုင်းလေးဖြည်းဖြည်းချင်းဝင်လာခဲ့ဟဲ့လက်လာနဲ့တီတီတို့ရေငါချွေးမရရောက်လာပြီကဲမြင်မြန်တကားပေါက်သွားကြဆို့မိုးရီယာရွာနေတော့သူတို့လည်းရေတွေစိုးနေပြီဟာ ငေါဝူဆောင်ကြီးရီဆိုကုန်ပြီငါလက်လွတ်လိုက်ရင်ငါတို့ချော်ကြတော့မလားမသိဘူးမဖြစ်ပါအောင်မရေအမတို့လုံးဝမလဲကြစေရပါဘူးအခုအိမ်ရောက်နေပြီပဲဟာ哦ခဏလေအိမ်ပြန်မှာရေတွေကအများကြီးပဲဆိုတော့အမတို့ခြေထောက်တွေကိုဆေးပြီးမှဝင်ရမယ်ထင်တယ်ကျမတို့အမတို့ကိုကင်ထားပေးမယ်အမတို့ကလက်ကိုဆွဲပြီးတော့ဝင်လာခဲ့နော်ဒီလိုနဲ့ရောင်းမလေးသုံးယောက်ဖြစ်တဲ့နီနီဖြူဖြူနဲ့ဝမတို့လည်းသူတို့ရောင်းမအစ်လေးတွေကိုအိမ်ထဲဝင်ဖို့ကြိုးစားလိုက်ကြပါတယ်ဒီခါမှာလူကြီးတွေလည်းအပြင်ကိုထွက်လာပြီးတော့ ကျွေးမတင်လေးတွေကိုကြိုဆိုလိုက်ကြပါတယ်။အမအေးအေးရေအမအကြီးဆုံးချွေးမရဲ့ရောက်ခမားဆိုတော့အမပဲကျမတို့ချွေးမလေးယောက်လုံးကြိုဆိုလိုက်နော်။ဘာပဲဖြစ်ဖြစ်ကျမတို့အိမ်မှာမိသားစုအသုံးစုနေတာဆိုတော့သူတို့သုံးယောက်ရဲ့ရောက်ခမားတွေကလည်းအားလုံးအတူတူပဲဒီတော့အမပဲလှုပ်လိုက်တော့ကြိုဆိုတာလေ။အေးပါလှုပ်ရမှာပေါ့။ဒါပေမဲ့ငါတို့တွေကဆင်းရဲလို့လို့သူတို့ကြိုဆိုတာလေးတောင်ကောင်းကောင်းလေးမလှုပ်နိုင်အောင်ဟဲ။ကဲချွေးမလေးတို့ နေတော့တော့တယောက်တအိမ်စီကနေလာတာဆိုပေမဲ့ငါတို့စီမှာတော့လေမိသားစု၃ယောက်ကတမရဲမှာအတူတူနေကြတဲ့မိသားစုတွေမို့နင်တို့၃ယောက်ကိုတခါတည်းပဲတူတူကြိုးဆိုပွဲလှုပ်ပေးလိုက်မယ်နင်တို့၃ယောက်တူတူ အိမ်ထဲဝင်လာခဲ့အမလီမိုးကလည်းလေမနဲ့မိုးလေးနဲ့ရွာနေတော့အိမ်ရှိမှလည်းနည်းနည်းမှကိုတန်ရှင်းလှုပ်လို့မရဘူးဒီလိုပြောပြီးဒေါ်အီလင်ချွေးမ၃ယောက်ကိုကြိုးဆိုလိုက်ပါတယ်တန်းနေချွေးမ၃ယောက်လည်းအတူတူအိမ်လေးကိုဝင်လာခဲ့ကြပါတယ် ခင်ပွင့်ခင်မြနဲ့ခင်မာတို့၃ယောက်ကတော့ဒီနေ့မှပဲလက်ထပ်ပြီးရောက်ခမရင်ကိုရောက်လာခဲ့ကြတာပါသူတို့၃ယောက်ကမိသားစုတစုစီစီကချွေးမာတွေဖြစ်ကြပါတယ်ဒါပေမဲ့ဒိုအီဒေါ်လာနဲ့ဒိုတီတို့ကတော့တမိယောက်မာတွေဖြစ်တာကြောင့်အိမ်တော်ကြာပြီးကလေးကတိန်နေမှပဲအတူတူနေလာကြတဲ့သူတွေဖြစ်ကြပါတယ်သူတို့မိသားစုမှာလူတွေအများကြီးရှိတာကြောင့်ခင်ပွင့်ရဲ့ခင်မြရဲ့နဲ့ခင်မာတို့၃ယောက်လည်းမိသားစုဝင်တွေအများကြီးနဲ့မိသားစုကြီးကိုရောက်လာခဲ့ကြပါတယ် ချွေးမသုံးယောက်ကတော့တိတ်မခမ်းနာတဲ့ကျူးစုပွဲအတွက်စိတ်တိုင်းမကျဖြစ်နေကြပါတယ်။ဒါကြောင့်သူတို့တွေလည်းအခန်းထဲရောက်တဲ့အခါမှာတော့သူတို့ယောက်ျားတွေကိုပြုတ်လိုက်ပါတော့တယ်။ကိုအောင်ကြီးဒါပါလဲဘသူကကိုရင်ပထမဆုံးရောက်လာတဲ့ချွေးမအောင်ဒီလိုပြီးစလွယ်ကျူးစုလို့လဲကျမတော့ရခမအင်ရောက်ရင်ဘလို့ကျူးစုခံရမလဲဆိုပြီးအများကြီးတွေးခဲ့တာ။ဟုတ်ပါဟဲ့အခုတော့ဘာမှဖြစ်မလာဘူး။ညနာပြပွဲတို့လက်စွပ်ရွေးပွဲတို့ဆိုတာလဲဘာဆိုဘာမှမရှိပဲပြီးစလွယ်ကြီး မိုးရေတဲ့လာတာလဲဘလောက်တောင်ဆူရလိုက်တော့ဟဲဝတ်စုံတစ်ခုလုံးလဲညစ်ပတ်ကုန်ပြီပြီးတော့အဲ့ဒီဘွက်တွေထဲကနေလာပြီးတော့အိမ်ထဲဝင်ဖို့ကြိုးစားတာဘလောက်တောင်မှခက်ခဲလိုက်လဲသိလားပြီးတော့ကျမလေးအိမ်ထဲဝင်ဖို့လုံရချော်ကြမလို့ဖြစ်သွားသေးတယ်အိမ်ထဲရောက်တော့လဲကြိုးဆူတာလဲပြီးစလွယ်ဒီလောက်ပေါပြက်တဲ့လက်ထပ်ပွဲမျိုးရှိသေးလို့လားဟဲဟုတ်ခင်ပွင့်ရေမင်းတို့တွေငါတို့ညီကို၃ယောက်ကိုစိတ်ဆိုးနေမဲဆိုတာနားလေပါလေပြီးတော့မင်းတို့ပဲတခြားချွေးမတွေလည်းစိတ်တူနေကြမှာတေးကြတယ် ဒါမဲ့မင်းနားလေပြပါနော်ငါတို့မိသားစုကလူများတယ်လေပြီးတော့ငါတို့ကဆင်းရဲတဲ့လူဒန်းစားတွေဒီလောက်ဆိုမင်းလေသဘောပေါက်မှာပါငါတို့မိသားစုကဆင်းရဲလွန်းလို့တုံးရောင်လုံးကိုတီချာလေးမကြိုးစုပေးနိုင်တာပါငါတို့အတွက်သုံးဆွဲစရာတွေများနေလို့ဒီလိုနေရာမှာထပ်ပြီးမသုံးဆွဲနိုင်တော့တာဒီထက်ပိုပြီးတော့ငါလေးမင်းကိုရှင်းမပြတတ်တော့ဘူးပေါင်ပြက်လိုပဲတခြားညီကိုတွေကလည်းသူတို့မိမတွေကိုနားချလိုက်ကြပါတယ်သူတို့မိမတွေကလည်းရမ်းကြီးတော့မတိတတ်ကြတဲ့သူတွေမဟုတ်တာမို့သူတို့မိသားစုအခြေအနေကိုမြင်ပြီးနောက်မှာ စိတ်မဆိုးကြတော့ဘဲနားလေပေးလိုက်ကြပါရယ်ဒီလိုနဲ့နောက်နေ့မနက်မှာတော့ချွေးမသုံးယောက်ရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်ရမယ်နေလေဖြစ်ပါရယ်ဒါတို့ရေဒီညချွေးမသုံးယောက်ရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်မယ်နေပဲတီတော့လေကျမတွေးထားတာကျမတို့တွေသူတို့မိဖို့တွေခွဲချက်ခိုင်းနေပတ်စံတွေအကုန်ကြများမယ်ထင်တယ်အဲ့ဒါကြောင့်ချွေးမသုံးယောက်လုံးပထမဆုံးမိဖို့ကြောင့်ဝင်တာအတူတူပဲလောက်ခံလိုက်ကြရင်ရောအဲ့လိုလို့ရင်ပထမဆုံးမိဖို့ကြောင့်ဝင်တာလည်းအဆင်ပြေပြေပြီးသွားမယ်ကျမတို့လည်းအကုန်ကြမများတော့လေ အေးငါလည်းအခုအဲ့ဒါပဲပြောတော့မလို့တီတော့ငါတို့တွေခုဆန်ရယ်ပဲရယ်ဟလဝါလောက်ဖို့ပစ္စည်းတွေရယ်မှားလိုက်မယ်လေပြီးရင်ချွေးမလေးသုံးယောက်တူတူပေါင်းပြီးတော့ပဲဟင်းရယ်ထမင်းရယ်ဟလဝါရယ်လောက်လိုက်မယ်အေးအဲ့ဒီကြံကောင်းတယ်ငါတို့တွေပတ်စံတွေအကုန်ကြမြအောင်လုပ်မဲ့စားအားလုံးစုစုစီစီသုံးလိုက်ရင်အကုန်ကြလည်းတက်တာမယ်ချွေးမတွေလည်းချစ်ချစ်ခင်ခင်နဲ့အတူတူစီစီလုံးလုံးအလုပ်လုပ်ကြရင်ဘလောက်တောင်ကောင်းလိုက်မလဲယောက်ခမသုံးယောက်လေးဒီလိုမျိုးပြောဆိုနေကြပါလေ တို့ရောက်ခမတွေပြောတာကိုချွေးမသုံးယောက်ကလည်းနားထောင်နေကြပါတယ်။ပြီးတော့တို့ရောက်ခမတွေကလည်းပြောတဲ့အတိုင်းသာလုပ်ပြီးတို့သားတွေကိုဟင်းချက်စရာတွေမှားလိုက်ပြီးတော့ဝေးလာပြီးတဲ့အခါမှာပဲ။ကြည်ပေါင်းဟဲငါတို့သုံးယောက်အတူတူမိဖို့ကြောင့်ဝင်ရမယ်တဲ့။ငါတို့အတူတူအလလောက်ကြဖို့နင်းတို့လည်းအစင်သက်မယ်လား။ဒါဆိုငါတို့အတူတူမိဖို့ကြောင့်ဝင်ဖို့လှောက်လိုက်ကြဆုပ်လေ။ခင်ပွင့်စကားကိုနားထောင်ပြီးခင်မြနဲ့ခင်မာတို့လည်းအလုလုဖို့အတွက်ပြင်လိုက်ကြပါတော့တယ်။မိုးရသည့်ကာလဖြစ်တာမို့ ချင်းမ၃ရောင်လည်းထမင်းပူပူဟင်းပူပူလေးတွေကိုချက်ကအားလုံးကိုထမင်းဟင်းတွေခြောက်ကျွေးလိုက်ကြပါတယ်။ဟာနင်တို့၃ရောင်ကထမင်းဟင်းချက်တာတော်လိုက်တာ။မတို့တော့စားလို့ကောင်းလွန်းလို့ခေါင်းတော်မဖွန်နိုင်တော့ဘူး။တကယ်ပြောတာစားရတာအရသာရှိလိုက်တာ။အကူကြီးချင်းမလေး၃ရောင်ပေါင်းပြီးကျွန်တော်တို့အတွက်တေချာလိချက်ပေးထားတာမို့လို့မကောင်းစရာအကြောင်းမရှိပါဘူး။ငါလည်းအရင်ကြိုက်တာပဲချင်းမလေးရဲ့။ကဲရော့ဒါတော့မတို့နင်တို့ကိုမုံပိုးပေးတာ။ ယောက်ကတိ၃ယောက်လည်းချင်းမ၃ယောက်ကိုမုံဘိုးတွေပေးလိုက်ကြပါလေ။နောက်ကြောင့်သူတို့၃ယောက်လည်းပြုံသွားကြပါတော့တယ်။ဒီလိုနဲ့ပဲတရက်ပြီးတရက်အကုန်ဆုံးလာခဲ့ပြီးတော့အဆင်ပြေပြေနဲ့နေထိုင်လာခဲ့ပါတယ်။ပြီးတော့ချင်းမ၃ယောက်လည်းယောက်ကမအိမ်မှာစီစီလုံးလုံးချစ်ချစ်ခင်ခင်နဲ့နေထိုင်ခဲ့ကြပါတယ်။ပြီးတော့တပတ်လောက်ကြာသွားခဲ့ပြီးအဲ့ဒီမှာတော့ချင်းမ၃ယောက်လည်းသူတို့ရောင်းမတွေနဲ့အတူဈေးဝယ်ဖို့ထွက်လာခဲ့ကြပါတယ်။ရောင်းမလေးတို့ရေငါတို့တွေဈေးဥလာခဲ့ကြတာတော့ဟုတ်ပါပြီ။ဒါပေမဲ့ ရာသီဥတုကတော့တော်တော်လေးကိုအဆင်မပြေတာပဲဟုတ်တယ်အမမကြခင်မိုးရွာတော့မှထနေမိုးရွာလို့ကတော့ဈေးထဲမှာဒုက္ခပဲဟဲပြောရင်းဆိုရင်လည်းမိုးရီကတဲလာပြီကဲလာလာလာ အမတို့ဒီအမိုးအောင်ဝင်လာခဲ့မိုးရီမဆိုအောင်နင်းနီဖြူဖြူဝဝခင်ပွင့်ခင်မနဲ့ခင်မရတို့အားလုံးလည်းအမြတ်အမိုးတစ်ခုအောက်ကိုဝင်ပြီးရက်လိုက်ကြပါတော့တယ်ပြီးတဲ့နောက်မှာတော့မိုးရီကအရင်ကိုတဲလာခဲ့ပါတယ် ဒီလိုမိုးရင်နေတဲ့အချိန်မှာပဲဇီးရဲမှာအကျော်သေးလေးစီကအကျော်နဲ့လေးတွေကအရင်ကမှုလာခဲ့ပါတယ်။အိုးမိုးအီအီနဲ့အကျော်နဲ့လျှောင်းမှုင်းနေလိုက်တာငါအမေအိမ်မှာတော့အဆိုလေမိုးရွာလို့အကျော်ပူပူလေးကြော်ကျွင်းတအိမ်လုံးအရန်ကြိုက်ကြတာဒါကျက်သွန်ကြော်တဲ့အနှံ့မဲကျက်သွန်ကြော်လေးစားချင်လိုက်တာဟဲ့ဒါပေမဲ့ဝယ်စားရအောင်ပတ်စံလည်းမရှိကျမတို့တွေကဆင်းရဲပါတယ်မရဲ့ဒါကြောင့်အမတို့စားချင်တဲ့အကျော်တို့ဘာတို့လဲဝယ်မကျူးနိုင်ပါဘူး။အော်မဟုတ်တာညီမလေးတို့ရဲ့ ငါတို့ကဒီတိုင်းမှုေးလို့ပြောလိုက်တာပါအကြော်တွေဘာတွေလဲမစားချင်ပါဘူးနင်တို့လည်းစိတ်မကောင်းမှဖြစ်နေကဲငါတို့လည်းဒီမှာရက်နေတာကြာပြီဆိုတော့အင်ဂျန်ကြဆုပ်ခင်မဒီလိုပြောလိုက်တာကြောင့်အားလုံးလည်းအတူတူအင်ပြန်လာခဲ့ကြပါတယ်ပြီးတော့သူတို့ရဲ့အင်ဂျန်လုတ်တွေကိုလုတ်ရင်းအလုံးရှုံနေကြပါတယ်ဒီလိုနဲ့ပဲသူတို့လည်းနေထိုင်လာခဲ့ကြပါတယ်အဲ့ဒီမှာတော့ချွေးမသုံးယောက်လည်းအိမ်မှာထိုင်နေကြပါတယ် ဒီခါမှာပဲမိုးရွာလာခဲ့ပြီးမိုးရွာလာတဲ့နေ့ရက်ကွက်ထဲကအင်းလေးကအကြုံမျိုးစုံကြောတဲ့အနှံ့လေးတွေလည်းငွေ့ပြန့်လာပါတော့တယ်။ဟာမိုးအေးအေးလေးနဲ့အာလူပလာတာလုံနေတဲ့အနှံ့လေးငါတို့လိုစင်ရဲသားတွေကတော့တာမျိုးတွေမစားနိုင်ပါဘူးနော်။ငါတို့မိဘတွေအိမ်မှာတုန်းကဆိုမိုးတွင်းကာလနေ့ရက်တွေအရင်ကိုပြောဖို့ကောင်းတာမိုးရွာရင်မုန်တွေလည်းမျိုးစုံလောက်ကြတာဒါပေမဲ့ဒီလိုရောက်တော့လဲငါတို့ဘဝတွေကအများကြီးပျောက်လဲသွားတာပဲနော်။သူများအိမ်တွေမှာမျိုးစုံတွေစားနေကြပါမယ်။ ငါတို့မှဘိုက်ဆာဆာနဲ့ထိုင်နေရတယ်လို့ငါတို့တွေလည်းဒီလိုမိုးရာသီမှာအာလူပလာဒါတို့ အကျော်တို့ပူတိကျော်တို့အဲ့လိုအကျော်ဆုံးလေးသာစားရရင်အရင်ပျော်ဖို့ကောင်းမှာနော်။အော်ချွေးမလေးတွေခမညာသူတို့စားချင်နေတာလေးတွေတောင်မပြောနိုင်ရှာဘူး။ငါတို့အိမ်ကလည်းဆင်းရဲလိုက်တာဆိုတာမင်းတို့စားချင်တာလေးတောင်မဝယ်ချွေးနိုင်ဘူးကွယ်။ဒေါ်တီလည်းဒီလိုမျိုးတရားထိုင်ပြောနေတော့မှပဲတရားရောက်ကသူတို့အိမ်တကားကိုလာခောက်ပါတယ်။ဒါကြောင့်ဒေါ်လာလည်းအိမ်တကားကိုတွန်းပွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူတို့အိမ်ရှိမှာအီလီနာချင်းတွေရောက်နေကြပါတယ်။ဟင်နင်တို့တွေမိုးရွာတာဘလို့လုပ်ပြီးရောက်လာလဲ။ဘာမှတော့မဟုတ်ပါတော့လာရဲ။မိုးလေးလဲရွာနေတာဆိုတော့ဒီလိုအကျော်လေး3-5မျိုးလောက်လောက်တာနဲ့နင်တို့အိမ်ကချွေးမလေးတွေကိုကျွေးချင်လို့လာပို့တာပါ။အရင်ကဆိုငါတို့တွေကတရင်တနည်းနဲ့ကြပေမဲ့ငါတို့အခုတလောနင်တို့အိမ်ကိုဘာမှမပို့ရဖြစ်နေလို့လာခဲ့တာ။ကဲရော့အမြင်အကျော်ပကံနေယူလိုက်ပါအောင်ကွယ်။ဒီမဲအာလူကျော်၊ကြက်တုံကျော်၊ဘူးတိကျော်အစုံမဲ။ဟော ကျမတော့ဟင်းနုနယ်အကျော်မြုပ်သီးအကျော်အစုံပါပဲရှင်။ငါ့တော့လေငါချွေးမလေးကခင်းချင်းသီးကျော်စူပုတ်ရွက်ကျော်အာပြီးတော့ကော်ရခါသီးအကျော်အစုံမလှုပ်ပေးလိုက်တယ်။ကျော်ယူလိုက်အောင်။ရက်ွက်ထဲကမြို့သမီးတွေလည်းသူတို့ကိုအကျော်ရီစင်မြို့လောက်ပြီးပြီးပြန်သွားလိုက်ပါတော့တယ်။အဲဒီကျော်ရီကိုအကုန်လုံးဒေါ်လာလေးပကံကြီးတစ်ခုထဲထည့်ပြီးချွေးမတွေကိုသွားပေးလိုက်ပါတယ်။ကဲကျော်ချွေးမလေးတို့နင်တို့အရန်စားချက်နေတဲ့အကျော်ရီရပြီ။ အခုနင်တို့ကြိုက်တဲ့လောက်သာစားကြပြီတော့အိမ်နီးနားချင်းတွေကငါတို့အကျော်တွေလာပြီးသွားတယ်။အာလူးကျော်၊ကြက်သွန်ကျော်၊ငရုတ်သီးကျော်၊ခန်းချင်သီးကျော်အဲပြီးတော့ပါသေးတယ်။ကော်ပီအကျော်၊ပူးသီးကျော်၊စူပုတ်ရွက်ကျော်အေးကြက်ကျော်လည်းပါသေးတယ်အမလီအစုံပါပဲတော့။ဟာအမတို့ရေအမတို့ကကန်ကောင်းလိုက်တာ။အခုအမတို့ကြိုက်တဲ့အကျော်တွေအကုန်စားလို့ရပြီ။ဒီလိုနဲ့သူတို့လည်းအကျော်ပကံကြီးရှိမှဝိုင်းထိုင်လိုက်ကြပြီးတော့စင်းရဲတွေသူတို့မိသားစုလေးလေးအကျော်စင်မျိုးကိုအာပါတိယာစားလိုက်ကြပါတော့တယ်။ ီလိုမျိုးသူတို့ကြိုက်တဲ့အကျော်ရီစားရလို့ချွေးမသုံးယောက်လည်းအရင်ကိုပြောနေကြပါတယ်။ဟာအရင်ကိုကောင်းတာပဲဟာအကျော်ရီစားရတာအကျော်ရီကအများကြီးဆိုတော့ငါတို့ယောက်ျားတွေအတွက်လည်းနည်းနည်းလောက်ခြံထားရအောင်လေ။ဒီခါမှပဲသူတို့ယောက်ျားတွေကလည်းအိမ်ပြန်ရောက်လာခဲ့ပါတယ်။ဟာမင်းတို့ကအကျော်ရီတောင်စားနေရပြီလား။ငါတို့လည်းမင်းတို့စားဖို့အကျော်ရီဝယ်လာတယ်။အော်ဒီနေ့ငါသားတွေကတက်တက်ကြွကြွနဲ့ပြုံးလို့ပြုံးလို့ပါလား။အတို့ရေတအားတော့ယောက်လို့ဥတည်ရပြီ။ ခုအိမ်မှာဘာမှအခက်ခဲရှိမှာမဟုတ်တော့ဘူး။ဒါကြောင့်ပြိုပြီးကျွန်တော်တို့အကြိုတွေဝင်လာတာ။ကဲလာအားလုံးတူတူစားကြလို့။အလုတ်တင်ရသွားတဲ့အကြောင်းကိုကြားပြီးတမိသားစုလုံးလည်းပူပူပြီးတောင်ပြိုသွားကြပါတော့တယ်။ဒီလိုနဲ့ပဲချိန်မ၃ရောက်ရဲ့ယောက်ျားတွေလည်းအလုတ်ကောင်းကောင်းရသွားကြပြီးတော့သူတို့ရဲ့အင်ဂျင်တွေလည်းအဆင်ပြေလာကအားလုံးအဆင်ပြေသွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။